ညသားစိတ်တမားစိတ်လူသားစာနာမှုဆိုတဲ့စိတ်စိတ်စာနာကိုမရှိတာပေါ့အထင်သားနေရပါတယ်ဒါကြောင့်မလို့တကယ်တကယ်တဲ့အဲမြေပြင်လူတို့စီမှာရောက်ရှိနေတဲ့အကူအညီမှုကယ်ဆယ်မှုပံ့ပိုးမှုငွေသားစည်းစိမ်မှုထောက်ပံ့မှုအရာအားလုံးကကျမတို့လူတို့ကနေလူတို့စီကိုသွားထားတဲ့ငွေကြေးတွေပဲများပါတယ်ဆိုတော့ကျမတို့ယုံကြည်အဲမြင်ရတယ်ပေါ့နော်ဒီအဟိုမှာဒီတေစာပေါ့60 95ခိုင်နှုန်းဒီကျမတို့ လူလူကပဲအဲအားရင်စိုက်ထုတ်ပြီးတော့ကြတော့ရှာခွေပြီးတော့ဒီလူလူစီကိုပြန်ပြီးစီစဉ်ထားတဲ့ငွေတွေဖြစ်တယ်ဆိုတော့လူလူကကိုယ့်ဘာသာကိုပဲအချင်းချင်းပံ့ပိုးပြီးတစ်ဖက်နဲ့တစ်ဖက်နဲ့ဆက်မှာ ီသဘာဝဘေးကြီးကိုကြမ်းကြမ်းခံနိုင်မှုအတွက်စူးစမ်းနေတဲ့အနေအထားဖြစ်တယ်။အဲဆိုတော့ဒီဒီကာလမှာအသက်ဆုံးရှုံးသွားတဲ့အားတွေလည်းအများကြီးရှိတယ်။ပြန်လည်ထူထောင်ရေးပိုင်းလို့ပြောမယ်ဆိုရင်လည်းအဲ့ဒီအပိုင်းမှာလည်းကျမတို့ကကိုယ့်ဘာသာကိုယ်ပဲပြန်ပြီးတော့ဟောဆောင်ရွက်နိုင်မှုပေါ့နော်။အာနန်းထဲမှာရက်ွက်ထဲမှာနန်းရှင်းတာမစားတစားအိမ်ဖြူတာအဆုံးပေါ့နော်။ဒီပြန်လည်ဒီဆောင်ရွက်စတင်ထားတဲ့အားလုံးကလည်းအဲကိုယ့်ဘာသာကိုယ်ပဲလုပ်ရမယ်။ကိုယ့်ဘာသာကိုယ်ပဲရုန်းကန်ပြီးပြန်အားမယ်ဆိုတဲ့အနေအထားမျိုးတော့လူလူမှာ အဲ့လောက်ထိကိုပဲဟိုအခက်ခဲအကျက်တင်းနေကြမှာဒီတဘဝဘေးကိုပေါ့နော်ဟိုဘယ်လိုပြောလဲအအစိုးရမကောင်းတဲ့အတွက်ကြောင့်မလို့ကိုကိုဘသားကိုအလုံးကိုရုန်းကန်နေရတဲ့အခြေအနေမျိုးကိုလူလူကလက်ရှိမှာအာဒီစစ်ပင်းငလင်ပင်းအရာအလုံးအကျအတင်းကြီးတွေကိုရောက်သွားတဲ့မျိုးခံစားနေရတဲ့အခြေအနေလို့တော့ခဏဦးဆွေးနွေးချင်ပါတယ်ရှင်ဒီစက်ကောင်စီကအကူညီမှုတွေကိုမလုပ်တဲ့အပြင်အကူညီမှုလုပ်နေတဲ့အင်အားစုတွေကို ပြည်သူချင်းချင်းကူညီတာတွေကိုပါသူတို့မထင်မထင်လို့ဟန်သားမှုတွေလုပ်နေတာရှိတယ်အဲဖန်ဆီးမှုတချို့တော့ရှိနေတယ်ဖန်ဆီးမှုတွေလည်းရှိလာရဖြစ်တဲ့အတွက်ကျွန်တော်တို့မှဒီကူညီကယ်ဆယ်ရေးလောက်ရတာကဒီပြည်သူစီကိုမြင်မြန်ဆန်ဆန်ပေါ့နော်ထောက်ပံ့နေရောက်ဖို့အတွက်လောက်ရတာရန်ခတ်ခဲတဲ့အခြေအနေဖြစ်တယ်ပေါ့အဲဒီညမှာကျွန်တော်တို့ကူညီမှုလုပ်ပြီးဆိုရင်တော့မှအရန်ကိုကျွန်တော်တို့ပါပါနဲ့နဲ့ချိတ်ဆက်ရတာလေလောက်လောက်ရတဲ့အခြေအနေဖြစ်တယ်ပေါ့အဲလူလူကအဲ့လိုမျိုး အဲအချင်းလက်ရှိဒီငလျင်လောက်သွားတဲ့အပေါ်မှာလူလူရဲ့အချင်းတွေကတော့ဘယ်တော့အဆက်ဆက်ကလည်းကျွန်တော်တို့ဟာပြည်သူကပြည်သူပဲကူညီခဲ့တယ်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဆိုတော့ဒီအချင်းတွေမှာလည်းဒီပြည်သူကပဲပြည်သူကိုပြန်ကူညီနေတာဖြစ်တယ်ဒီပြည်သူကပြည်သူပြန်ကူညီနေတဲ့အဲဒီညီညွတ်မှုပေါ့နော်အဲပြန်ပြီးကမှကျွန်တော်တို့အချင်းချင်းကြားမှာစာနာမှုနေပြီးတော့တော်လန်ရေးအချင်းတွေအရအားလုံးကြက်တဲနေရတဲ့အခြားမှာအားလုံးဒီ အတူဒီလိုအခြေအနေမှာအတူတကွရှိတဲ့အကြောင်းဒီတော်လိုင်းရင်အားစုအတီးတီးကလည်းအဲဒီဒီငလျင်တန်ခံပြည်သူတွေကိုကူညီနေတာတွေရှိတဲ့အတွက်အဲကျွန်တော်တို့ကပြည်သူရဲ့အခြေအနေကတော့ထူးပြီးတော့တော့လည်းခက်ခဲမှုကတော့တကယ်ဖြစ်ပါတယ်ဒါပေမဲ့ဒီခက်ခဲကြက်တဲမှုကပြည်သူအတွက်ကတော့အိုထူးပူပြီးဆုံးရှုံးသွားတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီအချင်းချင်းကြားမှာညီညွတ်မှုတွေအချင်းချင်းကြားမှာဆက်ဆံရေးပူကောင်းလာတယ်လို့ကျွန်တော်မြင်တယ် ဒီစိတ်ဓာတ်ကြီးလမ်းကြောင်းတင်လာကြတဲ့ဟာတွေကတော်တော်လေးအန္တရာယ်ကြီးတယ်။အကျွန်တော်တို့စီမံကလည်းအခုမှမဟုတ်ဘူးဒီဆရာနာရှင်ခဲဆက်ဆက်မှာဆိုရင်လည်းတဘာဝဘေးဖြစ်လာပြီဆိုတာနဲ့အဲ့ဒီအခြေအနေတွေကိုခုလုံးလောက်ပြီးတော့သူတို့လိုရအောင်ဆွဲသွင်းကြတယ် အနည်းဆဆုံးဆိုရင်ကျမတို့ဒီ2020ခုနှစ်ကိုဗစ်ဖြစ်တော့မှာဆိုရင်ဒီသွားဘေးကိုအသုံးချပြီးတော့ဒီသွားဘေးနဲ့ပတ်သက်တဲ့ဥပဒေသစ်တွေထုတ်တယ်။ရခိုင်မှာစစ်ပွဲတွေရပ်ဖို့ကိစ္စဆန္ဒထုတ်ပေါ်ကြတဲ့သူတွေကိုအလူစုပါတယ်ဆိုတော့ဒီသွားဘေးဖြစ်နေတော့မှာအလူစုပါတယ်ကိုဗစ်ဖြစ်နေတော့မှာအလူစုပါတယ်ဆိုတော့ကောင်းတဲ့ဖန်နေ။ဒါတွေကသွားဘေးတွေကိုအသုံးချပြီးတော့လူနိုင်ငံရေးရသူတို့လိုရာဆွဲကင်နေဆိုတော့ဟာမျိုးလုပ်တယ်ပေါ့နော်။အခုဆိုရင်လည်းအဲငလျင်ဖြစ်တာဘယ်နည်းမှမကြသေးဘူး။အစစ်အစစ်လမ်းကြောင်းမဟုတ်တင်တဲ့သူတွေကတင်ကြတယ်။ ခွင့်အမရတင်ကြရတယ်။နောက်ပြီးဒီအဖြစ်ရဖို့တော့လည်းနိုင်ငံတကာဖိအားပေးတယ်။ဒါပေမဲ့ကျမတို့တွေကတကယ်တမ်းအလူလူကနာပြီမနာပြီဆိုတဲ့ဟာမျိုးကသူတို့ကသုံးသက်သူတို့ကသူတို့ကောက်ချက်ဆွဲပြီးတော့ပြောနေကြတဲ့ဟာတွေဒီဟာတွေကစစ်တပ်အနေနဲ့လက်နက်ချဖို့ဆိုတဲ့ဟာမျိုးတွေစစ်တပ်အနေနဲ့အော်လိုင်းကိုရလိုက်တော့ဆိုတဲ့ဟာမျိုးတွေကိုသူတို့တွေကစပားလလလေးသုံးပြီးတော့စစ်စဲအိမ်ထဲကြောင်းမို့တင်နေကြတာလူလူအတွက်ဆိုတဲ့အကောင်းဆုံးအောင်မှာကျမတို့ရဲ့ဒေါ်လာကြီးကိုရက်ခိုင်းနေကြတာပဲတကယ်တမ်းလူလူကအဲ့လိုမျိုးအော် သဘောထားရှိတယ်ဆိုတဲ့ဟာမျိုးကိုလည်းသူတို့ဘာမှသက်သေပြနိုင်တဲ့အနေအထားမျိုးလည်းမရှိဘူးအခုဆိုရင်လည်းလူလူကဒီစစ်တပ်ကဘာလဲစစ်ကောင်စီဘာလဲဆိုတာအသေးစားသိတယ်တော်လိုင်းအင်အားစုတွေကတော့မှလူလူကိုစာနာတဲ့အနေနဲ့နှစ်ပတ်အပြည့်ရက်ပေးရဆိုတဲ့အခြေအနေမျိုးတွေရှိတဲ့အချိန်မှာစစ်တပ်ကဒီဒီဘက်ကနေထုတ်လို့ဒီအပေါ်ရန်သူတို့ဘက်ကလည်းစာပြန်ထုတ်ပြီးတော့တကယ်တမ်းကျတော့လက်နက်ကြီးနဲ့ထူတယ်။ဘုံကျဲတာတွေလုတ်တယ်။အဲ့ဒါတွေကနေရာအနှံ့မှာလုတ်နေတာ။ဒီချမ်းမှာဆိုရင်တောက်လျှောက်ပဲလုံးဝရရစရာမရှိဘူး။ဒါတော့ခံနေရတဲ့အခြေအနေ မှာအစစ်အစွေးနွေးရေးဆိုတဲ့ဟာမျိုးဘလို့မှမဖြစ်နိုင်ဘူးဒါကလူလူအသိဆုံးပဲ